အခု time မှာဘာတွေဖြစ်နေလဲကြည့်ရအောင်နိုင်ငံရေးအခြေအနေကတော့ဒုက္ခရောက်နေပြန်ပါပြီဒီခုအချိန်မှာနာမည်ကြီးစနဝါမီတာနိမီတာစုအတွက်ပြဿနာကြီးနှစ်ခုရှိနေပါတယ်အဲအသေးစားပြတခုကတော့ time ဝန်ကြီးချုပ်ပန်တွန်တန်စနဝါထွာသူမရဲ့အလုံးမရဆိုင်ခံခဲ့ရပါတယ်ဝန်ကြီးချုပ်တဦးအတွက်ကျင်းမှုစည်းကမ်းတွေကိုဖျောက်ဖျက်တယ်လို့နိုင်ငံရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကလက်ခံခဲ့ခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်တယ်ထိုင်းတရားရုံးကခုနှစ်မဲ့နှစ်မဲ့ဖြင့်ဆုံးဖြတ်ချက်ချခဲ့ပါတယ် စိုးစားစစ်ဆင်မှုမပြီးမချင်းသူမကိုချက်ချင်းဆိုင်ငံ့ထားမယ်လို့သူတို့ကပြောပါတယ်။သူကဘလို့ပြောလဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ဆုံးဖြတ်ချက်ထွက်လာပါပြီ။တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလေးစွာစွာကျွန်မလက်ခံပါတယ်။ဒီအချိန်ကစပြီးကျွန်မတာဝန်တွေထန်ဆောင်နေတာကိုရလိုက်မယ်။ဘလောက်ကြာမလဲမသိပေမဲ့ကျွန်တော်ကျွန်မဘက်ကရှင်းပြဖို့15ရက်ပဲလိုတော့တယ်လို့ပြောပါတယ်။ဆိုင်ငံ့ထားတဲ့ဝန်ကြီးချုပ်ကတုံ့ပြန်ဖို့အတွက်15ရက်ရှိပါတယ်။ယဉ်ကျေးမှုဝန်ကြီးအသစ်အဖြစ်အစိုးရအဖွဲ့မှဆက်လက်တည်ရှိနေမှာဖြစ်တယ်။ ထိုင်းဒုတိယဝန်ကြီးချုပ်ကယာယီတာဝန်ယူမှာဖြစ်တဲ့ပြဿနာရဲ့ဘူအချက်ကတော့ပြီးခဲ့တဲ့လကပေါက်ကြားခဲ့တဲ့ဖုန်းဖုန်းခေါ်မှုတစ်ခုဖြစ်ပါတယ်။ဒုခေါ်ဆိုမှုမှာယခုက ဆိုင်းငံ့ထားတဲ့ဝန်ကြီးချုပ်ကကမ္ဘာကမ္ဘောဒီးယားရဲ့အင်အားကြီးဝွန်ဆန်အားသူမရဲ့ဦးလေးလိုခေါ်ဆိုခဲ့ပြီးတော့သူမရဲ့စစ်ခေါင်းဆောင်ကိုတော့သူမရဲ့ဂျန်သူဖြစ်တယ်လို့ကြံပြုထားပုံရပါတယ်။ထိုင်းကမ္ဘာကမ္ဘောဒီးယားနေဆာမှာတိုက်ပွဲတွေဖြစ်ပွားပြီးရတရပအနေနဲ့ဂျာမန်ပဲအခုလိုတောင်းဆိုခဲ့တာပါ။ ေါ်ချမှုရဲ့ရလကတော့လင်းမြန်စွာထွက်ပေါ်လာပါတယ်။သူမရဲ့အစိုးရကအဓိကပါတီတွေထက်ကတူကညွတ်ပေါင်းကထွက်သွားခဲ့ပါတယ်။အဲ့ဒီပါတီကပါလီမန်မှာအမှန်နဲ့169နေရာရခဲ့ပြီးရာသူကနှုတ်ထွက်ပြီးအစိုးရကိုအားနည်းစေခဲ့ပါတယ်။ဒီချိန်တည်းမှာပဲစင်နဝါမီတာစုအတွက်နောက်ထပ်တင်းစိုးတစ်ခုကရှိပါတယ်။မီတာဝန်ကြီးချုပ်ရဲ့ဖတ်ခင်စင်နဝါတက်စင်စင်နဝါကယခုအခါတရားစီရင်နေရပါတယ်။တော်ဝင်အသေးဖြတ်မှုနဲ့ဆွဆွဲခံနေရပါတယ်။2015နှစ်အထိနေနိုင်ပါတယ်ချနိုင်ပါတယ်။ ဒီဆိုဆိုချက်ကဘရင်စနစ်နဲ့ပတ်သက်တဲ့မကောင်းမှုတွေကိုပြောခဲ့တယ်လို့ယူဆရတဲ့2015 interview တခုအပေါ်မှာအခြေခံထားပါတယ်။တော်ဝင်မိသားစုကိုဥပဒေကတင်းတင်းကြပ်ကြပ်အကာအကွယ်ပေးထားတဲ့အတွက်ကြောင့်ထိုင်းနိုင်ငံရဲ့ကြီးလေးတဲ့ရာဇဝတ်တခုဖြစ်လာပါတယ်။ ID ကတော့ဆေလျတဲ့နိုင်ငံရေးတိုက်ပွဲရဲ့နောက်ထပ်တစ်ခန်းတခုကနေမျှတာဖြစ်ပါတယ်။ဆင်နဝါမိသားစုကထိုင်းနိုင်ငံရဲ့တော်ဝင်ဝါဒီမားနဲ့စစ်ပယ်ဆိုင်ရာအထက်တန်းစားများကိုစက်တိုက်တိုက်ပွဲဝင်ခဲ့တဲ့အတွက်ကြောင့်အနည်း20ကျော်ကြာခဲ့ပြီဖြစ်တယ်။ အခုလည်းအတိုက်ခံပါတီတွေကရွေးကောက်ပွဲအသေးလုပ်ဖို့တောင်းဆိုနေပါတယ်ဆိုတော့ဒီမှာထိုင်းနိုင်ငံကမကြမီအရာ၃မျိုးတက်ကတခုကိုရင်ဆိုင်ရနိုင်ဖို့ရှိပါတယ်တခုကလက်တပြတ်ရွေးကောက်ပွဲနောက်တခုကတော့လူမတိသူမတိပါဝါသဘောတူညီချက်တမမို့နောက်ဆုံးတစ်ခုတခြားနောက်တစ်ခါစစ်တပ်ကပဲအာဏာသိမ်းတာဖြစ်ဖြစ်နိုင်ပါတယ်ထိုင်းနိုင်ငံက1932ခုနှစ်ဆက်ပြီးတော့မှစစ်အာဏာသိမ်းမှု12ကြိမ်ရှိခဲ့ပါတယ်ခေတ်နောက်ထပ်အာဏာသိမ်းမှုဖြစ်ပေါ်လာပါက ပန်တုံတန်စင်နဝါတော2014ခုနှစ်မှာသူမရဲ့အတော်ရင်းလာတဲ့2006ခုနှစ်သူမရဲ့ဖခင်တက်စင်တို့ပြီးပြီးပြီးရင်သူမခါမီတာစုရဲ့တတိယမြောက်စစ်တပ်ကနေပြီးတော့အာနာတင်ခဲ့တဲ့အဖွဲ့ဝင်ဖြစ်လာမှာဖြစ်ပါတယ်။ယခုအချိန်မှာထိုင်းနိုင်ငံရဲ့အာနာအရှိဆုံးနိုင်ငံရေးပြည်သူစုကိုမဲဆန္ဒရှင်များမဟုတ်မဟုတ်ပဲစစ်တပ်နဲ့တရားရုံးတွေကဖြုတ်ချခန့်ချင်းခံနေရပါတယ်။ကြည့်မှတဲ့မျိုးကတခုကတော့ထိုင်းနိုင်ငံရဲ့အနာဂတ်ကိုဘယ်သူတွေကဒါမှမဟုတ်စစ်ဘုတ်ချုပ်တွေကဆုံးဖြတ်မှာလား